ဟယ်လိုစစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်စစ်တော်သူများအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျွန်မကမေလ18ရက်နေ့ကနေပြီးတော့မေလ23ရက်နေ့အတွင်းမှာနော်ဂျိုနီထားရဆောင်ရယ်ဆောင်ရယ်တွေကိုကျွန်မပြပြသွားမှာဖြစ်ပါတယ်ဒီကာလမှာတော့ကျမတို့မေလ အတွင်းထဲမှာပေါ့နော်18ရက်နေ့ကနေပြီးတော့23ရက်နေ့အတွင်းထဲမှာเนาะကျမတို့ဂျူအပြောင်းလဲတွေရှိပါတယ်เนาะဒါအပြင်ကျမတို့မေလ19ရက်နေ့မှာလည်းเนาะဒနသိတိနဲ့ဆန်းရှင်နဲ့ရက်ရှိပါတယ်အဲ့ဒါကြောင့်ဒီတစ်ပတ်အထဲမှာတော့ကောင်းတာရောဆိုးတာရောကြုံနိုင်ပါတယ်အဲ့တော့ကျမနေနဲ့ခုနှစ်သားသမီးတွေကိုဘေးရန်ကင်းပြီးတော့လက်ပွင့်စီဖို့အတွက်ဘလို့ရေရီယာလုံနိုင်တယ်လဲဆိုတာကိုလေကျမကဒီကနေပြီးတော့မျှဝေပေးပါမယ်နော် ဒီကြာတပတိချူပေါ့နော်ဒီရက်ပိုင်းမှာကြာတပတိချူကမေလ14ရက်နေ့ဗုဒ္ဓဖူးနေ့ည7:33နာရီ33မိနစ်နဲ့47စက္ကန့်မှာမေထုံရာသီကိုပြောင်းပါတယ်နော်ပိဿရာသီကနေပြီးတော့မေထုံရာသီကိုပြောင်းတဲ့အတွက်လူတဲ့တတဝါတွေမှာဘေးအန္တရာယ်နဲ့ကြုံရတတ်တယ်ဒါအပြင်နော်လေယာဉ်မြေတို့ပျက်စီးတတ်တယ်မင်းနော်တိုင်းမျိုးအုပ်ချုပ်တဲ့မင်းတွေမှာပြင်းထန်တဲ့ နော်စစ်ခင်းချင်းကြုံရပြီးတော့မင်းနေပျက်စီးတတ်ပါတယ်ဒါပြေတီလာရှိတဲ့လူတွေနော်ကိုတီလာရှိတဲ့တမာတိရှိတဲ့လူတွေလဲကိုစိတ်နှပါဆင်းရဲတတ်တယ်ပေါ့နော်ဒါအခုကြာသပတေးဂျူကလေအ мян နှုံးနဲ့သွားနေတာဖြစ်တဲ့အတွက်ကျမတို့ကကြာသပတေးဂျူ အပြောင်းလဲဟာလေကျမတို့လူနဲ့တတ္တဝါတွေပေါ်မှာသက်ရောက်မှုရှိပါတယ်။ဒါကြောင့်ကျမတို့ဒီကာလမှာလဲ GU design နဲ့နေထိုင်သင့်တဲ့ကာလဖြစ်ပါတယ်เนาะ။ဒါပြင် Yahoo Chu ကမေလ16ရက်နေ့မှာเนาะနေ့ကနေ့ည7နာရီနဲ့52မိနစ်စက္ကန့်30စက္ကန့်မှာကုန်ရာသီကိုပြောင်းပါတယ်เนาะ။အဲ့လို ဟုတ်ဂျာသပတိ sorry ဂျာသပတိဂျူနဲ့ယာဟုဂျူတွေရဲ့အပြောင်းလဲကြောင့်ဒီမေလာထဲမှာကျမတို့ဘာတွေဂျုံနိုင်သလဲဆိုရင်နော်တဘာဝဘေးပေါ့နော်လေပြင်းမုန်တိုင်းတိုက်တာနော်နောက်တစ်ခုကကျမတို့လေပြင်းတာရေရှမ်းတာရေကြီးတာနော်မိုးနဲ့ပြောမယ်ဆိုရင်တော့မိုးနဲ့လေနဲ့ဒုက္ခပေးတာနော်ဒါမျိုးပြင်းမြေပြိုတာတို့နော်မြေငလျင်တို့ဒါတွေလေကြုံနိုင်ပါလေနော်ဒါကကျမတို့ဂျူဒီရဲ့ အနေထားကြောင့်ကြုံရတာပါเนาะအဲ့တော့မြန်မာတနိုင်ငံနဲ့ဓာတ်မျိုးတွေကြုံနိုင်တာတော့မဟုတ်ပါဘူးဂျူရီရဲ့အနေထားဖြစ်တဲ့အတွက်เนาะတခြားနိုင်ငံတွေမှာလည်းကြုံရနိုင်ပါတယ်เนาะအဲ့တော့ဒီလိုမျိုးဂျူအနေထားဖြစ်တဲ့အတွက်ကျမတို့တခြားဘလို့တက်ရောက်မှုတွေရှိနိုင်ကြလဲဆိုလို့ရှိရင်အဲစီပေါ့နော်စာ3စီတို့နော်ဆက်ဆက်3စီတို့နော်အဲ့တော့စီနဲ့စီထွက်သီးနှံနေနော်စီအမျိုးမျိုး ဈေးမြင့်ပါပဲเนาะဈေးမြင့်နိုင်ပါတယ်ပြီးရင်ဈေးဝါပေါ့เนาะဈေးဝါတွေလေဈေးဝါဈေးဝါတွေကဈေးွက်ထဲမှာပြတ်သွားတာတို့ဈေးမြင့်တာတို့ဒါမျိုးတွေကြုံနိုင်ပါတယ်เนาะဒါအပြင်အရေးကြီးတာတော့ဒီတစ်ပတ်ထဲမှာလူအများစုကျန်းမာရေးညံ့တတ်ပါတယ်เนาะဒီ ယာဟူးဂျူပြောင်းတာနဲ့အဲကြာသပတေးဂျူအပြောင်းလဲရှိနေတဲ့ဒီကာလအတွင်းမှာလူတွေရဲ့ကျန်းမာရေးအထူးညံ့ပါမယ်အဲဒါကြောင့်ကျန်းမာရေးကိုဂရုစိုက်ပါเนาะဒါအပြင်လူအများမှာအမြင်မှားတာတွေเนาะဆုံးဖြတ်ချက်မှားတာတွေရွေးချယ်မှုမှားတာတွေဒါမျိုးတွေကြုံရနိုင်ပါတယ်เนาะဒါယာဟူးကြောင့်ဖြစ်ပါတယ်အဲ့တော့တဘာဝဘေးဘေးရန်ပေါ့เนาะတဘာဝဘေးစစ်ဘေး ပြီးရင်ကျမတို့ကျမရေးကိုထိခိုက်စေတဲ့ယောဂါဘေးဒါမျိုးတွေကြုံနိုင်တဲ့အတွက်ကျမတို့အားလုံးကနေယူဒစိုက်နဲ့เนาะပြောဆိုနေထိုင်ကြသင့်နဲ့ပြောဆိုနေထိုင်မှုသင့်နဲ့ကာလာပဲဖြစ်ပါတယ်နော်လက်ပွင့်ကန်ကောင်းစေတဲ့နော်ရရအစီရင်လုံနိုင်တဲ့ရက်လေဒီအပတ်ထွဲမှာရှိပါတယ်နော်အဲ့တော့ကျမနေချင်းလိုက်ပေါ့နော်တရချင်းစီအလိုက်ကျုံရမယ့်အခါလေးတွေနဲ့နော်ဟိုဟာ အခါလေးတွေကိုကျွန်မပြောပြပြစီเนาะကြုံနိုင်တဲ့အခါလေးတွေကိုပြောပြပြစီအဲ့တော့မေလပေါ့เนาะကျွန်မတို့မေလ18ရက်နေ့စနေနေ့ပေါ့เนาะမေလ18ရက်နေ့စနေနေ့မှာဆိုလို့ရှိရင်เนาะမာတင်ကယုတ်လို့ခေါ်တယ်မာတင်ကယုတ်နဲ့เนาะညနေ4:50အလုံးမှာအင်မတန်ကိုပြင်ပန်းဆင်းရဲစေတတ်တဲ့เนาะရက္ခတာယုတ်ရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့ဒီမှာကောင်းတဲ့ယုတ်နဲ့ဆိုးတဲ့ယုတ် နှစ်ခုတွဲပြီးတော့ရတဲ့နေ့ဖြစ်တဲ့အတွက်အကောင်းအဆိုးရောထွေးနေတဲ့နေ့ပါအဲ့တော့အဲ့ဒီကာလမှာကျမတို့ညနေ၄နာရီ50မတိုင်ခင်မှာတော့နော်ပြောမယ်ဆိုလို့ရှိရင်တော့အခါကအချိန်ခါကအစ်စ်အစ်စ်ကောင်းပါတယ်နော်အဲ့တော့၄နာရီ90မတိုင်ခင်မှာကိုအောင်မြင်စေလို့တဲ့ကိစ္စတွေကိုတော့လှုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့လည်း အမောင်ကာလာကိုကျမတို့တစ်ချက်လောက်ကြည့်ပါမယ်နော်အမောင်ကာလာကတော့မနက်9:00နာရီကနေပြီးတော့မနက်10:00နာရီနဲ့30မိနစ်အတွင်းညနေ၄နာရီ50ကနေပြီးတော့ည7နာရီအတွင်းကတော့အချိန်ခါမကောင်းပါဘူးရှင်။အဲ့လိုအချိန်ခါမကောင်းတဲ့ကာလကိုတော့ကျမတို့ကကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေနော်ငွေကြေးကိစ္စတွေနော်အဲ အတိတ်ထဲရေဒီယာလောက်တာတွေတော့လုံးလို့ရပေမဲ့เนาะအခြားအောင်မြင်စီလိုတဲ့ကိစ္စတွေအရေးကြီးတဲ့ကိစ္စတွေကိုတော့အမှောင်ချိန်ကိုရှောင်ပြီးတော့လှုပ်ဆောင်ခြင်းပါတယ်။ကံပွင့်စီတဲ့အရာကတော့ပန်းရောင်အဖျော်ဖြစ်ပါတယ်เนาะပန်းရောင်အဖျော်ကတော့မေလာ18ရက်နေ့အတွက်ကံပွင့်စီတဲ့အရာဖြစ်ပါတယ်။အရက်မျက်နှာကတော့အနောက်တောင်ရက်ဖြစ်ပါတယ်။စိုးအနေနဲ့ကတ်မယ်ဆိုလို့ရှိရင်เนาะ جماعه ဒီကာလမှာเนาะစံပြုတ်ကိုကြကြဖြူပြီးတော့ လှူဒန်းပေးဖို့ကျွန်မမေတ္တာနဲ့တိုက်တွန်းပါတယ်။ဘာကြောင့်လဲဆိုတော့ Yahoo เนาะအပြောင်းလဲရှိနေတဲ့အတွက်ဒီကာလမှာစံပြုတ်ကိုတခြားဖြူပြီးတော့လှူဒန်းမှာအင်္ဂါဆုံးကပ်မယ်ပေါ့နော်။ရုပ်ပွားပူဇော်ရမယ်။ဂါရာနေနဲ့ကတော့မေတ္တာတုတ်ရယ်ခန္ဓာတုတ်ရယ်ပုပ္ပနာတုတ်ရယ်နော်ပရိကြီးဆက်တုတ်သေးကအဲ့ဒီ၃တုတ်ကိုတော့ရွတ်ဖတ်ပူဇော်ဖို့အတွက်ကျွန်မမေတ္တာနဲ့တိုက်တွန်းပါတယ်နော် မေလ18ရက်နေ့တနင်္ဂနွေနေ့ကတော့ကျမတို့အခါကောင်းပါတယ်ဒါပေမဲ့လည်းအခါကောင်းတယ်ဆိုပေမဲ့လည်းเนาะကျမတို့ဘလို့ရုပ်တွေရထားတယ်လဲဆိုတာတစ်ချက်ကြည့်မယ်เนาะအဲ့တော့အမတရုပ်နဲ့အမတရုပ်ဆိုတာကသူအချင်းမြညောက်စားခြင်းခရရတတ်တဲ့ရုပ်ပါเนาะအဲ့တော့အမတရုပ်ရထားတဲ့အတွက်ဒါကောင်းတယ်လို့ရေဘူးရပြောလို့ရပါတယ်ညနေ9နာရီနဲ့21မိနစ်အလွန်မှာတော့အတတ်ပညာတွေစုပ်ယုပ်စေတတ်တဲ့ကဒါရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะ အဲ့တော့ဒီမှာလေကောင်းတဲ့ရုပ်တစ်ခုနဲ့နော်အဆိုးတဲ့ရုပ်တစ်ခုပေါ့နော်ရုပ်နှစ်ခုရထားတယ်အဲ့တော့အကောင်အဆိုးရောထွေးနေတယ်လို့ပြောလို့ရပါတယ်နော်အမောင်ကာလကတော့ညနေ၄နာရီခွဲရနေပြီးတော့ည၈နာရီနဲ့၉မိနစ်အတွင်းကတော့အချိန်ခါမကောင်းပါဘူးဒီကာလကတော့အမောင်ကာလလို့ပြောရပါမယ်အဲ့တော့ကံပွင့်လက်ပွင့်စီရဲ့အရာကတော့အပြာရောင်ပါနော်ကျမတို့အပြာရောင်ဝင်လို့ရပါတယ် ြီးတော့ကျမတို့ကံပွင့်လက်ပွင့်စေတဲ့အရက်ကတော့တောင်အရက်ဖြစ်ပါတယ်ဟုတ်ပြီဒီလိုနေ့မှာကျမတို့တနင်္ဂနွေနေ့ပေါ့နော်ဘာလူတန်းနိုင်ကလေးလို့ပြောရင် no ဆံပြုတ်လူတန်းလို့ရပါတယ်เนาะအဲ့တော့ကျမက no ဆံပြုတ်လူတန်းနိုင်ပါတယ်ရုပ်ပွားပူဇော်ရမယ်เนาะဒါရာကတော့မေတ္တာသုတ်เนาะကျမတို့မေတ္တာသုတ်ကိုဒီကာလတွေမှာမေတ္တာသုတ်ကိုဖြစ်နိုင်မယ်ဆိုလို့ရှိရင်เนาะเนาะကိုက ပူဇော်ဖို့ကျွန်မအထူးမေတ္တာနဲ့တိုက်တွန်းပါတယ်မေတ္တာသုတ်ပူဇော်ပါမယ်ဒါရဏပရိတ်ကိုပူဇော်ပါမယ်ရှင်အဲ့တော့မေတ္တာသုတ်ကိုးကောင်းနဲ့ဒါရဏပရိတ်တစ်ခေါက်ကိုပူဇော်ပါမယ်ရှင်မေလ19ရက်နေ့ပေါ့နော်မေလ19ရက်နေ့မှာတော့ကျွန်မတို့အလုံးစုံ PC အောင်မြင်စေတတ်တဲ့တိတ်တိယုတ်ရထားပြီးတော့ည ညနေပေါ့နော်9နာရီနဲ့12မိနစ်အလုံးမှာတော့တင့်တယ်ကောင်းမြတ်စေတဲ့သူပါရုပ်ရထားပါတယ်အဲ့တော့တနင်္လာနေ့မေလ16ရက်နေ့ဟာနေ့ကောင်းတဲ့ဖြစ်ပါတယ်ကောင်းတဲ့ရုပ်နှစ်ခုစလုံးရထားတယ်နော်အလုံးစုံ PC အောင်မြင်စေတတ်တဲ့တိတိရုပ်ကလည်းအင်မတန်ကောင်းသလိုနော်တင့်တယ်ကောင်းမြတ်စေတဲ့သူပါရုပ်ကလည်းကောင်းတဲ့နေ့ဖြစ်ပါတယ်နော်အဲ့တော့ဒီလိုနေ့မှာကိုအောင်မြင်စေလို့တဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့အတွက်ကောင်းပါတယ်နော်ခဏလေးပါ နှာစီးရဲ့ဒီရပိုင်းမှာကျမဖြားထားတာသိနေကြသေးတော့လीနှာစီးတာကြံခဲ့တယ်နော် sorry ပါအဲ့တော့ဒီလိုနေ့မှာကျမတို့ကနော်တံပွင့်လက်ပွင့်စီရဲ့အရာကတော့ဘာရောက်လဲဆိုရင်ကျမတို့ကအဖြူရောင်မှာနော်တနင်္လာနေ့မှာကျမတို့ကံပွင့်လက်ပွင့်စီရဲ့အရာကတော့အဖြူရောင်ဖြစ်ပါတယ်အရက်မျက်နှာနေ့အနေနဲ့ကတော့အရှိတောင်ရက်ဖြစ်ပါတယ်ဘလို့ဂုံတော်တွေကိုပူဇော်ပလဲဆိုလို့ရှိရင် ဂုံတော်ကွန်ချာနော်ဂုံတော်ကွန်ချာကိုကိုကပူဇော်ခြင်းအဖြစ်ကံပွင့်လက်ပွင့်စေတဲ့အပြင်ကျွန်မကတန်ဖိုးတီကိုလေ36ခါပူဇော်ပြီးတော့ကိုလိုချင်တဲ့စုတစုကိုတောင်းပါလို့ကျွန်မကမေတ္တာနဲ့အကြံပြုပါတယ်နော်ဒီနှစ်မှာကျွန်မတို့ကတန်ဖိုးတီနော်တန်ဖိုးတီကဒီနှစ်အတွက်ဆိုလို့ရှိရင်သိမ့်ပြော်တဲ့ကာရာဖြစ်ပါတယ်နော်တန်ဖိုးတီကိုအဲ့တော့အများနဲ့ပူဇော်နေတယ်ဆိုလို့ရှိရင်လေ မေလာ19ရက်နေ့မှာတော့36ခေါက်ပူဇော်ပါမေတ္တာတုတ်ကိုတော့9ခေါက်ပူဇော်ပါဂုံတော်ကွန်ချာကိုတော့9ခေါက်ပူဇော်မယ်ဆိုလို့ရှိရင်ဒီရက်ပိုင်းတွင်းမှာငွေကြီးနဲ့ပတ်သက်တဲ့ကံပို့ပြီးတော့ကောင်းလာပါမယ်နော်မေလာ20ရက်နေ့နော်အခုဒီမှာကျမထပ်ပြောပါအောင်မယ်နော်မေလာ19ရက်နေ့ကကျမတို့ပြောမယ်ဆိုရင်ဒနာတိတ်တိနဲ့ဆန်းရှင်နဲ့ နော်နေ့ဖြစ်ပါတယ်ဘယ်အချိန်လဲလို့ပြောရင်မေလ19ရက်နေ့ညနေ9:00နာရီ12မိနစ်ကနေပြီးတော့မေလ20ရက်နေ့အင်္ဂါနေ့ညနေ4:00နာရီနဲ့38မိနစ်အတွင်းမှာနော်ဒနသိဋ္ဌိနဲ့ဆန်းရှင်နဲ့ နေ့ဖြစ်ပါတယ်เนาะအဲ့လိုနေ့မှာကျမတို့ကငွေကြေးဆိုင်ရာအစီအရင်တွေကိုဆောင်ရွက်နိုင်ပါတယ်အဲ့တော့ဒနာတိတ်တိနဲ့ဆန်းရှင်တဲ့အတွက်ကျမတို့ကဒီလိုနေ့ဒီလိုအချိန်ပေါ့အချိန်ကကျမပြောပြပြီเนาะမေလ19ရက်နေ့ညနေ9:12မိနစ်ကနေပြီးတော့မေလ20ရက်နေ့အင်္ဂါနေ့ညနေ4:38မိနစ်အတွင်းเนาะကို့အတွက်အဆင်ပြေတဲ့အချိန်ကိုရွေးပြီးတော့ဒီ အစီရင်ကိုလုပ်ပါနော်အဲ့တော့ဘာလုပ်ရမလဲလို့ပြောရင်အဲ့ဒီနေ့မှာကျမတို့ကခေါင်းလျှော်ရေချိုးမယ်ခေါင်းလျှော်ရေချိုးပြီးပြီဆိုရင်ခေါင်းကိုခေါင်းလျှော်ရေချိုးတဲ့အခါမှာကျမတို့ကဘာကိုရွတ်ပြီးတော့ခေါင်းလျှော်ရေချိုးမလဲလို့ပြောရင်ဂုံတော်ကွန်ချာနော်ဂုံတော်ကွန်ချာကိုရွတ်ပြီးတော့ခေါင်းလျှော်ရေချိုးပါဒီကာလအတွင်းမှာဂုံတော်ကွန်ချာကိုကျမတို့ကကိုးကောက် မေတ္တာသုတ်ကိုကိုကနော်ဒါရဏပရိတ်ကိုတစ်ခေါက်ရွတ်တဲ့အပြင်ကျမတို့ကမလုပ်ရမလဲလို့ပြောရင်ဂုံတော်ကွန်ချာကိုရွတ်ပြီးတော့နော်တစ်ခါလေကိုကောက်လုံးတစ်ခါလေရွတ်ပြီးတော့ရေချိုးရမှာမဟုတ်ဘူးနော်တစ်ခေါက်ဂုံတော်ကွန်ချာကိုတစ်ခေါက်ရွတ်ပြီးတော့ခေါင်းလျှော်ရေချိုးမယ်ပြီးရင်အဖြူရောင်ဝတ်စုံနော်အဖြူရောင်အင်ဂျီဝတ်မယ်ပြီးရင်နော်ကျမတို့ကဘာသီလာကိုတည်တည်ချာချာစောက်တီမယ်ဖရာရှင်ရှိမှာနော်စိုးနေနဲ့ဘာကတ်ရမလဲ နော်စွန်းနေနဲ့ကတ်ဖို့လိုပါတယ်နော်အဲ့တော့စွန်းနေနဲ့ဘာကတ်မလဲဆိုရင်ဩစာသီးရှိတယ်ဆိုရင်ဩစာသီးကတ်ပေးပါနော်တကယ်လို့ဩစာသီးမရှိဘူးဆိုလို့ရှိရင်တော့ကျမတို့ကနဝင်းစွန်းကတ်ပါလို့ကျမကတိုက်တွန်းပါတယ်နော်အဲ့တော့ဩစာသီးရှိရင်ဩစာသီးလေးကတ်ပေးပါဩစာသီးမရှိဘူးဆိုလို့ရှိရင်တော့နဝင်းစွန်းကတ်ပါမယ်နဝင်းစွန်းဆိုတာစွန်းထမင်းကိုစီဆန်းစားဖြူတာဒါနဝင်းစွန်းမှာအသီးတစ်မျိုးမျိုး ဖြစ်အောင်ထည့်ပေးပါเนาะအသီးဩဇာသီးရှိရင်တော့အကောင်းဆုံးပါပဲဩဇာသီးမရှိဘူးဆိုရင်အခြားနော်ကိုအစင်ပြေရဲ့အသီးထည့်လို့ရပါတယ်နော်အသီးကိုလည်းတသီးကိုလည်းတသက်ကတ်မယ်ပေါ့နော်အဲ့တော့သံမြာသီးကတ်လို့ရှိရင်လေဒါဒီကာလအတွင်းမှာဒါနော်စနေဂျူရဲ့အားရှိနေတဲ့အတွက်သံမြာသီးကတ်လို့ရပါတယ်နော် ဲ့တော့เนาะအဲ့တော့ဖះမှာတည်တည်ချာချာကိုငါးပါးတီလာစောက်တီမယ်ပြီးလို့ရှိရင်เนาะကျမတို့ကဘာလုပ်မလဲလို့ပြောရင်ကောင်းကင်ကိုဖះရှ िख ိုးပြီးပြီเนาะဖះရှ िख ိုးပြီးပြီအဲ့မှာဖះမှာမေတ္တာသုတ်ကိုးကောက်เนาะဒါဒနာပရိတ်တစ်ခေါက်ပြီးရင်ဂုဏ်တော်ကိုချာကိုးကောက်ယူပြီးပြီဆိုတာ ਨੇ เนาะကောင်းငင်အပြင်ထွက်အပြင်ထွက်ပြီးကောင်းငင်ကိုမော့ကြည့်ပြီးတော့ကျမတို့ကเนาะမဟာဝေဒဗန်မန္တန်တော်ကိုရွတ်ဆိုပါမယ်เนาะဒါကတော့ဒနာသိတိရတဲ့အချိန်ဒနာသိတိနဲ့စမ်းရှင်နဲ့အချိန်ကိုကျမတို့ကအချိန်ကောင်းယူပြီးတော့ငွေကြေးကန်ကောင်းစေဖို့အတွက်ပြုလုပ်ရတဲ့အစီအရင်ပါเนาะကျမပုံမှန်အားဖြင့်ဒါကိုအမြဲတမ်းကျမ ြောလေးရှိပါတယ်เนาะအဲ့တော့အဲ့ဒီအတိုင်းလှုပ်ဆောင်မယ်ဆိုလို့ရှိရင်เนาะကျမတို့ဒါငွေကြေးကံကောင်းပါလိမ့်မယ်เนาะအဲ့တော့မလှုပ်ရမယ့်အချိန်ကိုကျမပြောမယ်เนาะအမှောင်ကာလကိုတော့မလှုပ်ပါနဲ့เนาะမလှုပ်ရမယ့်အချိန်ကဘယ်အချိန်လဲဆိုလို့ရှိရင်เนาะမနက်9နာရီခွဲရနေပြီးတော့မနက်9နာရီအတွင်းအချိန်ခါမကောင်းဘူးเนาะအဲ20ရက်နေမှာလဲเนาะအချိန်ခါလုံးဝမကောင်းဘူး20ရက်နေကနေလုံးဝမကောင်းပါဘူးဒါကြောင့် လောက်ရမယ့်အချိန်ကကျမတို့မေလ16ရက်နေ့ည6နာရီရနေပြီးတော့เนาะနောက်တနေ့เนาะနောက်တနေ့ဘယောက်ခင်ည7နာရီအတွင်းကိုကျမတို့ပြီးအောင်လုပ်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်เนาะပြီးခဲ့တဲ့ခေါက်တုန်းကလည်းကျမကအချိန်ပြောတယ်အဲ့အချိန်မှာလူတွေကမတွေ့တာပဲဖြစ်ဖြစ် లై မလုပ်တာပဲဖြစ်ဖြစ်ပြီးတဲ့ခါမှာဆရာမကျမလုပ်လို့ရသေးလားဆိုတော့အချိန်ကကျော်သွားပြီဆိုရင်ဒါအချိန်ခါနဲ့လုပ်ရတဲ့ အစီရင်ဖြစ်တဲ့အတွက်အချိန်ခါကြော်သွားပြီဆိုတော့ကျမလည်းမတက်နိုင်တော့ဘူးပေါ့နော်ဟာပြောချင်တာကနော်လုံးလို့မရတော့ဘူးပေါ့နော်အဲ့တော့အခုကျမပြောပါတယ်မေလ19ရက်နေ့ ညနေ6နာရီရနေပြီးတော့ည12နာရီမတိုင်ခင် အတွင်းမှာအခုပြောတာတွေကိုလှုပ်ဆောင်မှာအဲ့တော့မနေ့မှဒါစုံကတ်လို့ရပါတယ်เนาะဟာဆရာမစုံကရောနဝင်းစုံကဘယ်ချိန်ကတ်မလဲမနေ့ပိုင်းကိုကတ်ပါเนาะမနေ့ကပိုင်းမှာမကတ်ရမယ့်အမှောင်ကာလအချိန်ကတော့မနေ့9နာရီခွဲရနေပြီးတော့မနေ့9နာရီအတွင်းကတော့အချိန်ခါမကောင်းတဲ့အတွက်အဲ့ဒီအချိန်မှာတော့ နော်ကျမတို့ဒီအစီရင်နဲ့ပတ်သက်တဲ့ဆုံးကတ်တာတွေဘာတွေတော့မလုပ်ပါနဲ့နော်အဲ9နာရီကြော်ပြီးဆိုလို့ရှိရင်တော့ဒါလုပ်လို့ရပါတယ်နော်အဲ့တော့ကျမပြောချင်တာကအချိန်နဲ့အခါနဲ့လိုရတဲ့ရည်ရအစီအစဉ်ဖြစ်တဲ့အတွက် ကျမပြောတဲ့အချိန်လေးကိုတော့ဂယုစိုက်ပေးဖို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်နော်အင်္ဂါနေ့အင်္ဂါနေ့မှာကျမတို့ အခါမကောင်းပါဘူးเนาะအင်္ဂါနေ့မှာဥပကယုတ်နဲ့เนาะဥပကယုတ်ကတည်စီတတ်တဲ့လူတွေကိုထိခိုက်ပျက်စီးစေတတ်တဲ့ဥပကယုတ်နဲ့ညနေ၄နာရီ38မိနစ်အလွန်မှာတော့နော်တေဆုံးခြင်းကိုဖြစ်ပေါ်စေတဲ့မြစ်ဆုရုပ်ပြထားတဲ့နေ့ဖြစ်ပါတယ်เนาะအဲ့တော့ပြောမယ်ဆိုရင်မေလ20ရက်နေ့အင်္ဂါနေ့ကနေ့မကောင်းပါဘူးเนาะနေ့မကောင်းတဲ့အတွက်အဲ့လိုနေ့မှာ ောင်မြင်စေလိုတဲ့ကိစ္စဘလို့ကိစ္စမျိုးကိုမှမလုပ်ပါနဲ့လို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်နော်အဲ့တော့မေလ20ရက်နေ့မှာကျမတို့နော်ရွတ်ဖတ်ပူဇော်ရမယ်ဂါထာကတော့ယတနာတုတ်ပူဇော်ပါမယ်မြစ်တာတုတ်ပူဇော်ပါမယ်ပြီးရင်ခန္ဓာတုတ်ပူဇော်ပါမယ်ပြီးရင်အာရဏာရိယတုတ် ပူဇော်ပါမယ်။ပြီးရင်ပုပ္ပနာတုတ်ပူဇော်ပါမယ်။နော်။အဲ့လိုနေမှာနော်ဗုဒ္ဓံတဏ္ဍာန်ကိစ္ဆာမိတပန္နံကိစ္ဆာမိတိုင်းကန္တရဏံကိစ္ဆာမိဆိုရဲတဏ္ဍနဂုံကိုလည်းကျမတို့ဗတိတပတ်ပူဇော်ပါမယ်နော်။နောက်ကျမတို့မီလာ20ရက်နေ့မှာကံကောင်းလက်ပွင့်စေတဲ့အရာကလည်းနို့နှစ်အောင်ဖြစ်ပါတယ်။အရက်မျက်နှာအရက် ကတော့အနောက်ရက်ဖြစ်ပါတယ်เนาะအဲ့တော့နဝင်းဆုံးကပ်ပါမယ်မေလ20ရက်နေ့ကျမတို့လှူဒန်းရမယ်အခါရလှူဒန်းရမယ်ဆုံးကတော့နဝင်းဆုံးပဲဖြစ်ပါတယ်မေလ21ရက်နေ့မှာเนาะမေလ21ရက်နေ့ကဗုဒ္ဓဘူးနေ့ပါမေလ21ရက်နေ့မှာတော့ဖုံးကန်ကြီးမားစေတဲ့မာနတယုံနဲ့ နော်ညနေ3နာရီနဲ့52မိနစ်အလွန်မှာတော့ပစ္စည်းဥစ္စာတွေပေါများစေတဲ့တဲ့ဗဒုံမယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့တော့ကောင်းတဲ့ယုတ်နှစ်ခုစလုံးကိုတည့်ရက်ထဲရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့22ရက်နေ့ဗုဒ္ဓဟူးနေ့ဟာလေနေ့ကောင်းတဲ့နေ့ဖြစ်ပါတယ်နော်ဒါပေမဲ့ရှောင်းရံကာလကိုပြောပါမယ်ရှောင်းရံကာလအမှောင်ကာလကတော့နော်မနက် 12နာရီနဲ့27မိနစ်ကနေပြီးတော့ည12နာရီနဲ့27မိနစ်အတွင်းည12နာရီအတွင်းပေါ့နော်အချိန်ကာလမကောင်းပါဘူးအဲ့တော့ပြောချင်တာကဒီလိုနေမှာလေကိုကအမောင်ချိန်ကိုရှောင်ပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုတော့လှုပ်ဆောင်နိုင်ပါတယ်။ကံကောင်းလက်ပွင့်စေတဲ့အရာကတော့ကျမတို့နော်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အညိုရောင်ဖြစ်ပါတယ်။နန့်သာရောင်ဖြစ်ပါတယ်။အရက်မျက်နှာကတော့အနောက်အရက်ဖြစ်ပါတယ်။ပူဇော်ရမယ့် ဂါရာကတော့မေတ္တာသုတ်ရေဒါဒနာပရိယေเนาะကျမတို့ပြီးတော့เนาะကျမတို့ဘာပူဇော်လို့ရလဲဆိုရင်ဂုံတော်ကွန်ချာရေပူဇော်ပါเนาะမေတ္တာသုတ်ကိုတော့အတတ်နိုင်ဆုံးကိုးကရွစီချင်ပါတယ်ဂုံတော်ကွန်ချာကိုလေကျမတို့ကကိုးကပူဇော်မယ်ဆိုလို့ရှိရင်เนาะငွေကြေးကံကောင်းနေပါလိမ့်မယ်เนาะမေလ22ရက်နေ့ကြာသပတေးနေ့ကတော့เนาะ အရိုက်ပုတ်ခံရတတ်တဲ့မုကယုတ်နဲ့နော်ဂုံကျက်စီတိုးစီတဲ့စတာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့လိုနေ့ရဲ့အမောင်ကာလကိုကြည့်တဲ့အခါမှာတော့နော်မနက်အညတုံညနာရီရနေပြီးတော့နှစ်နာရီအတွင်းเนาะပြောမယ်ဆိုလို့ရှိရင်မနေ့အစောကြီးပေါ့เนาะနေ့တခုကူးတဲ့မနေ့နှစ်နာရီထိအချိန်ခါမကောင်းပါဘူးရှင်အဲ့ကာလာလေးကိုတော့ရှောင်သေးကြပါလေ အမောင်ကာလဒါနေ့တနာရီကနေပြီးတော့ညနေ3နာရီအတွင်းလဲအချိန်ခါမကောင်းတဲ့အတွက်အဲ့ဒီအချိန်ခါလေးကိုတော့ရှောင်ပေးပါကံပွင့်လက်ပွင့်စီရဲ့အရာကတော့ sorry ပါရှင်ကျွန်မနာစည်းနေလို့ပါနော်ကံပွင့်လက်ပွင့်စီရဲ့အရာကတော့ခရမ်းရောင်ဖြစ်ပါတယ်အရက်မျက်နှာနေနေဆိုလို့ရှိရင်တော့တောင်ရက်ဖြစ်ပါတယ်ကျွန်မတို့ရွပွားပူဇော်ရမယ်နော်ရွပွားပူဇော်ရမယ်ခါတာကတော့ တံပုတ်ဒီ36ခမြစ်တာသုံးကိုးကောင်းနဲ့နော်တရဏဂုံပတိတပတ်စိတ်ပေးပါဘုံတော်ကိုးပါးကိုပတိတပတ်စိတ်ပေးပါလှူဒန်းရမယ်အခါရလှူဒန်းရမှာတော့နဝင်းဆုံးမယ်ဖြစ်ပါတယ်မေလာ23ရက်နေ့မှာတော့ကျမတို့ကနော်မေလာ23ရက်နေ့မှာဖုန်ခံကြီးမားစေတတ်တဲ့ကီတုယုတ်နဲ့ နေ့တနာရီ20မှာတော့ကျက်တီမင်္ဂလာပောင်းနဲ့ပြည့်စုံစေတဲ့တီရီဝိဆာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။နော်ကောင်းတာရုပ်နှစ်ခုစလုံးကို တရက်သေးရထားတဲ့အတွက် နော်နေကောင်းတယ်လို့ပြောလို့ရပါမယ်နော်ရှောင်းရံအမောင်ကာလကိုကြည့်ပါမယ်နော်ရှောင်းရံအမောင်ကာလကတော့မနက်10:30နာရီ30ကနေပြီးတော့နေ့လယ်12:00နာရီအတွင်းကတော့အမောင်ကာလဖြစ်တဲ့အတွက် အခါမကောင်းပါဘူးအဲ့တော့အဲ့ဒီအခါကိုကျမတို့ကရှောင်းလိုက်မယ်နော်အဲ့ဒီအခါကိုကျမတို့ရှောင်းပြီးတော့ကိုအောင်မြင်စေလို့တဲ့ကိစ္စတွေကိုလုပ်မယ်ဆိုလို့ရှိရင်တော့နော်လုပ်လို့ရပါတယ်အမောင်ကာလဖြစ်တဲ့10:00နာရီမနက်10:00နာရီခွဲရနေပြီးတော့နေ့လယ်12:00နာရီအတွင်းကိုရှောင်းပြီး ီးတော့ကိုအောင်မြင်စေလို့တဲ့ကိစ္စတွေမင်္ဂလာเนาะကိစ္စတွေလှုပ်ဆောင်လို့ရပါတယ်เนาะဒီနေ့ကတောက်ချာနေ့ကနေကောင်းနဲ့ဖြစ်တဲ့အတွက်မင်္ဂလာအခါယူပြီးတော့လောက်ရမယ်ကိစ္စတွေကိုလုံဆောင်ပါလို့ကျမအကြံပြုတိုက်တွန်းပါတယ်။ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အဝါရောင်ဖြစ်ပါတယ်။နို့နေရောင်ဖြစ်ပါတယ်။အရက်မျက်နာနေနေဆိုလို့ရှိရင်တော့အရှိတောင်ရက်ဖြစ်ပါတယ်။နော် ရွတ်ဖတ်ပူဇော်ရမယ်ခါတာကတော့မြစ်တာတုတ်เนาะမြစ်တာတုတ်ရွတ်ဖတ်ပူဇော်ပါပြီးရင်ကျမတို့เนาะဂုံတော်ကွန်ချာပူဇော်ပါဒါဆိုလို့ရှိရင်တော့เนาะမြစ်တာတုတ်ရွတ်ဖတ်တဲ့အတွက်ကျမတို့ရဲ့ကံပေါ့เนาะကံမြစ်လာပဲမြစ်တာတုတ်ရွတ်ဖတ်ခြင်းဟာလေမြစ်တာဘာဝနာပွားခြင်းဖြစ်ပါတယ်ဂုံတော်ကွန်ချာကလည်းဒါဗုဒ္ဓရဲ့ဂုံတော်ပွားတာဖြစ်တဲ့အတွက်ဗုဒ္ဓနုတ္တိပေါ့เนาะဒါဗုဒ္ဓရဲ့ဂုံတော်ကိုကျမတို့ပွားများခြင်းဖြစ်တဲ့အတွက် ဘုံတော်ကွန်ချာနဲ့မေတ္တာတုပ်ကိုပူဇော်မယ်ဆိုလို့ရှိရင်တော့ဒီနေ့ဟာသင်လျော်တဲ့နေ့ပါเนาะလှူဒန်းရမယ်အခါရလှူဒန်းရမယ်စွန်းနေနေဆိုလို့ရှိရင်တော့ကျမကဆံပြုတ်ဦးဖို့အတွက်ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်ဆံပြုတ်ကိုတကြားဖြူပြီးတော့တကြားဆံပြုတ်လှူဒန်းမှာလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်အဲ့တော့မေလ18ရက်နေ့ကနေပြီးတော့မေလ23ရက်နေ့အတွင်းမှာကိုက ဘလိုမျိုးเนาะလူတန်းစရာတွေလူတန်းမလဲဒါတွေကိုကိုကစီစဉ်လို့ရပါမယ်ပြီးရင်ကိုလှုပ်ဆောင်မယ်နော်ကိစ္စလေးတွေကိုကိုဒီလိုကောင်းနေနော်နေရောအခါရောကောင်းနေရက်တွေနဲ့အချိန်တွေကိုတေချာရွေးပြီးတော့လှုပ်ဆောင်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်နော်ဖရားတွေနော်ကျမတို့ဖရားတွေပစ္စည်းကဗုဒ္ဓတွေဟန်းနာတွေအတွက်လှုပ်ဆောင်တဲ့မြအချိန်တိုင်းဟာအချိန်ကောင်းအခါကောင်းဖြစ်တယ်ဒါပေမဲ့ကျမတို့လူပုထုရှင်လူသားတွေအတွက်ကတော့အခုလိုမျိုး ခင်မကောင်းတဲ့အခအချိန်ကာလမှာကျမတို့ကနော်အချိန်ကောင်းအခါကောင်းကိုရွေးပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့လိုအပ်ပါတယ်